မန္တလေးကတန်ဃာများသူမင်းသိတပြည့်တော်ဟာစာတူပေစရေးတဲ့မန္တလေးသာစာရေးဆရာတယောက်ဖြစ်ပါတယ်ဖေဟာနေ့စဉ်လိုလိုလူမှုကွန်ရက်ပေါ်မှာတန်ဃာသပိတ်စစ်ကြောင်းပုံရိပ်တွေကိုအစဉ်အမြဲတွေ့မြင်နေရပါတယ်ဓမ္မနဲ့အာရမရဲ့လွန်ဆွဲအားပြိုင်မှုမှာဆရာတော်တန်ဃာတော်တွေဟာဓမ္မဘက်ကနေချိန်ဆုံးက ပါဝင်နေကြောင်းဒီနားလေရလို့ အန္တာပီတိဖြစ်မိပါတယ်ဗျာလောကီဟာ လောကီသားတတ်တတ်နဲ့မဆိုင် လောကီသားတို့ရဲ့စွမ်းသင်ကံចောင်းစေးကို အလူခံထိုက်တဲ့ဒုနယ်လဲဆိုင်တယ်လို့ယူဆတော်မူကြသည့်အတွက်လဲညာစွာ ဝမ်းမြောက်မိပါတယ်ဗျာမန္တလေးသူမန္တလေးသားများဟာတို့ကတ်တဲ့စွမ်းတို့လှူတဲ့စွမ်းအဟောတိကံ ဖြစ်တယ်လို့ဘယ်တော့အခါကမျှမယူဆဘူးလို့ယုံကြည်ပါတယ်ဗျာယခုလဲ ခရစ်ဆက်ဆက်မှာမူအားဖြင့်စနစ်အားဖြင့်ကြန့်ခိုင်မာကြောပြီးအဖိနှိတ်ခံပြည်သူလူထုမျက်နာကို အမြဲတမ်းထောက်ထားတဲ့မြတောင်တိုက်မစိုးရိမ်တိုက်နဲ့တန်ခတမကာကတန်ငါတော်တွေဟာ အာနာရှင်အလိုမရှိကြောင်းထုတ်ဖို့ဆန္ဒပြသမှုကိုရဲဝင်သောဖျားသားဂုံရင်နဲ့ပြည်စုံကြောင်းတပည့်တော်တို့မန္တလေးသားတွေမှတ်ယူကြပါလိမ့်မယ်ငွေရှိငွေမဲ့တို့ရှင်ပြိုင်ကြရင် ငွေမဲ့တို့ဟာအမြဲတမ်းအရှုံးဘက်ကကြီးဆိုတာဓမ္မရာမဟုတ်လားဖေ။အာနာရှိနဲ့အာနာမဲ့ရှင်ပြိုင်ကြရင်လေအာနာမဲ့လူတို့ဟာအမြဲတမ်းနင်းပြဘဝကပဲမဟုတ်လားဖေ။ဒါတွေကိုတီနာလေပြီးကာယကံမြောက်အဖိနှိတ်ခံပြည်သူတွေဘက်ကနေ့စဉ်လိုလိုရဲရဲဝင်းဝင်းရက်တီချောင်းပြတာတဲ့ဆရာတော်တန်ဃာတော်တို့ကိုတပည့်တော်တို့ဟာအစဉ်အမြဲဥခတ်ကြောင်းရှောက်ထားလိုပါတယ်ဖေ။တကယ်တော့ မြန်မာပြည်တဝန်းလုံးကတန်ဃာတော်တွေဟာတရားမှုနဲ့မတရားမှုဖြစ်ရက်ကို ကောင်းကောင်းသိနားလည်ထားကြပြီဖြစ်ပါတယ်။အဲ့ဒီထဲကမှမန္တလေးကတန်ဃာဒုဟာညီညီညွတ်ညွတ်နဲ့တရားမှုဘက်ကနေကာယကံမြောက်ရက်တီပြသနိုင်တာကိုက အားရစရာ ကောင်းလှပါတယ်ဖေဟာ။တိုင်းပြည်လုံးကရှိကြတဲ့တန်ဃာတွေအားလုံးဟာအကြောင်းကြောင်းကြောင့်ကာယကံမြောက်အာနာရှင်စန့်ကျင်ရေးသပိတ်တွေမစင်နွယ်နိုင်ပေမဲ့ကြုံရင်ကြုံတယ်လို့ ဝစီကံအားဖြင့်ထုတ်ဖော်ပြောရတဲ့ဘုရားသားများဖြစ်ကြောင်းယုံကြည်ပါရယ်ဘုရားအများစုသောတန်ဃာတော်တွေဟာ တိုင်းပြည်ကမတရားမှုဖြစ်ရက်ကိုသိနားလည်ပြီးမနှောကံအားဖြင့်လည်းဖြစ်တဲ့မဖြစ်ထိုက်တာကို အလိုမရှိတဲ့အစိတ်အဆင်အမြဲကိန်းဝင့်နေမှာဖြစ်ကြောင်းတပည့်တော်တို့ပြည်သူလူထုကယုံကြည်ပါရယ်ဘုရားတပည့်တော်တို့ဟာတိုင်းပြည်ကြီးပွားမှသာသနာနဲ့ထွန်းကားမှုဖြစ်ကြောင်းနားလည်ကြပါရယ်သာသနာထွန်းကားရေးတည်လဲ ရဝိထုပေါ်မှာမတီးကိုချင်းမှာသာတီးကြောင်းနားလေကြပါတယ်။တိုင်းပြည်မှာခေါမလုံတော့အောက်ချီမှာလဲအပြိုပြိုအရင်ရင်ဆိုတာလူလူကြားတဲ့နေ့စဉ်တလုံးမြင်းကောင်းနဲ့စွမ်းခံကြွတော်မူနေတဲ့ဆရာတော်တန်ဃာတော်တို့အတိဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာ။ဒါကြောင့်လဲတိုင်းပြည်မှာကိုချင်းအဖြစ်ဖြောက်ဖြက်မိတဲ့ မိတိလုံးရဲ့မျိုးကိုမဆိုဘုရားအဟောနဲ့မညီချောင်းတပိတော်တို့ပြည်သူလူထုမျက်စီထဲမြင်သာအောင်ကိုတိုင်တက်တည်ပြတဲ့လုံးရဲ့ကိုတပိတော်တို့ဟာအစဉ်အမြဲတတိရလျက်ရှိချောင်းရှောက်ထားအပ်ပါတယ်ဘုရားတန်ငါကုံတော်အနန္တောဆရာတော်တန်ငါတော်များအားဥခိုက်လျက်မင်းတဲ့